ဒုတိယတစ်ပုတ်ကတော့တော်လိုင်းကြီးတက်ဖွဲ့ရေးပေါင်းစီရေးကိစ္စပါလက်နက်ကန်အင်အားစုတွေဒီမဟာမိတ်စုဖွဲ့ရေးကိစ္စဆွေးနွေးမှုတွေလုပ်နေပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့လူထုတော်လိုင်းရေးမဟာမိတ်အင်အားစု PRA မကွေးတို့ကမေလ25ရက်နေ့မှာပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာတော့ပြန့်ကျဲနေတဲ့လက်နက်ကင်တော်လန်ရေးအစုအဖွဲ့တွေစုစည်းရေးနဲ့မဟာမိတ်ဆိုင်ရာအစုအဖွဲ့တိဆောက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့မေလ26ရက်နေ့ကပူးတွဲထုတ်ပြန်ပါတယ်။ဒီတွေ့ဆုံဆွေးနွေးမှုမှာຫນွေဦးတော်လန်ရေးစတဲ့အချိန်ကနေလက်ရှိအချိန်ထိနိုင်ငံရေးဖြစ်ထွန်းမှုအခြေအနေတွေကိုပါတုံ့တက်ခဲ့ကြပြီးတော့ဆက်အာနာရှင်စနစ်တိုက်ဖျက်ရေးနိုင်ငံရေးစစ်ရေး းဆိုင်ရာလုပ်ငန်းစဉ်တွေအားကောင်းလာစေရေးအတွက်ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။တွေ့ဆုံဆွေးနွေးပွဲကိုတော့ ABSDF ဘက်ကဘ ਹੁ စစ်ကော်မရှင်ဥက္ကဋ္ဌရဲဘော်တန်ငယ်ဦးဆောင်တဲ့ကိုစလဲအဖွဲ့နဲ့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးဘက်ကရဲဘော်နေမွန်ဦးဆောင်တဲ့ဘ ਹੁ ကော်မတီဝင် အဖွဲ့တို့တက်ရောက်ခဲ့ကြပါတယ်။မွန်တော်လှန်ရေးအဖွဲ့နှစ်ဖွဲ့ကလည်းဒီပူးပေါင်းဖို့သဘောထားထုတ်ပြန်လိုက်ကြပါတယ်။မွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေးအဖွဲ့ Okay. <laughs> NMSPAD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ပူးပေါင်းပြီးတော့ရမညမွန်တပ်တော် RMA ကိုဖွဲ့စည်းလိုက်ကြပါတယ်ဒီတပ်ဖွဲ့တွေကစစ်အာဏာသိမ်းပြီးမှပေါ်ပေါက်လာတဲ့တပ်ဖွဲ့တွေ ဖြစ်ပြီးအဲ့ဒီနောက်ပိုင်းကပေါ်လာတဲ့တပ်ဖွဲ့တွေအလုံးတမတော်တစ်ခုတည်းဖြစ်ဖို့စူးစမ်းနေကြတာပါရမညမွန်တပ်တော်ဖွဲ့စည်းတဲ့အကြောင်းကိုတော့မေလ24ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်လက်ရှိရမညမွန်တပ်တော်ကိုဥဆောင်ဖို့နိုင်ငံရေးစ စ်ရေးကော်မတီကိုအဖွဲ့ဝင်26ယောက်နဲ့ဖွဲ့စည်းထားပါတယ်။ဥက္ကဋ္ဌအဖြစ်တော်နိုင်စရာဒူဥက္ကဋ္ဌနိုင်လေကောင်အတွင်းရေးမှုနိုင်ပညာလေတို့ဥဆောင်မှဖြစ်တယ်လို့ဆိုပါတယ်။စစ်ရေးကော်မတီကိုလည်းဖွဲ့စည်းထားပါတယ်။ရမြမွန်တက်တော်ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီးတော့တအားမျိုးသားလူမျိုးရေးတက်မတော် TNL ကလည်းဂုံပြုတ်သဝင်လွာ ပေးပို့ပြီးအပြန်အလှန်ကူညီမဲ့အကြောင်းကိုဂတိကဝတ်ပြုထားပါတယ်။